ကျိုးစားတလောက်မချမ်းသာနိုင်တဲ့လူအုပ်စု၅မျိုးရှိတယ်ပထမမျိုးကအသွေးခေါ်ခြင်းတဲ့အုပ်စုလို့ခေါ်အသွေးခေါ်ခြင်းတဲ့ဆိုတာတခုခုလောက်တဲ့အခါတိုင်းမှာကိုကိုကိုတတ်မှတ်တာငါဒီလောက်ပဲလှုပ်လို့ရတယ်ဒီထက်ဖြစ်နိုင်မှာမဟုတ်ဘူးဥပမာကိုရဲ့ဝင်ငွေ10သိန်း10သိန်းကနေ30ဖြစ်နိုင်မှာမဟုတ်ဘူးရှာရခက်တဲ့10သိန်းကနေ30တွားဖို့ကဝေးစိတ်ကူးရင်မရဲဘူးအရန်ကြီးသွားတဲ့ပမာဏတခုလို့ကိုကိုအဲ့လိုမျိုးတွေပြန်ပြီးတတ်မှတ်ကြတယ်ဒါအသွေးခေါ်ခြင်းနဲ့ကိုကဒီထက်မကလှုပ်နိုင်တာဟုတ်မမြင်ကြဘူးကိုကိုကိုတသေးလောက်ပဲ ဲ့တတ်မှတ်တာဘာပဲလှုပ်လှုပ်တဲတဲမွမွားပဲလှုပ်တယ်သူတို့အလောက်ဘူးတဲ့အရာတွေမလှုပ်ရဲကြဒါကအသွေးခေါ်ခြင်းတဲ့အုပ်စုနံပါတ်2အုပ်စုမျိုးကအခွင့်အရေးကိုမမြင်တတ်ဘူးမဖြစ်သေးတဲ့အရာတွေကိုကြိုပြီးမသွေးတတ်ဘူးမလှုပ်ရဲကြဥပမာထားလိုက်တီတီစပေါ်တဲ့အချိန်မှာတီတီမှာသွားလှုပ်ပါ အဲဟုတ်ပါမလားရပါမလားအာဘာဖြစ်လို့လဲအစ်မပေါက်သေးဘူး trans တွေမဖြစ်သေးဘူးလူတွေမသွားသေးတဲ့အခါမှာပထမဦးဆုံးသွားရတဲ့သူကြိုလောက်ရတဲ့သူသူများထက်အရင်ဆုံးလောက်တဲ့သူမလောက်ရဘူးသူများလောက်ပြီးမှလိုက်လောက်တာအရှိကိုမသွားရဘူး leader စိတ်မရှိဒီအုပ်စုမျိုးတွေကချမ်းသာဖို့ခက်တယ်တရမျိုးကဘာပဲလှုပ်လှုပ်ဆုံရှုံမအောင်ကြောက်ကြတယ်မလောက်ရဥပမာတင်ယူရမအောင်လဲကြောက်တယ်တင်စမ်းလှုပ်ရမအောင်ကြောက်တယ်မထီရောက်မအောင်ကြောက်တယ်ရင်းရမအောင်ကြောက်တယ်တခုခုလှုပ်တဲ့အခါတိုင်းမှာဆုံ ရှုံးတဲ့ဘက်ကိုပဲကြိုသွေးတာရတဲ့ဘက်ကိုမသွေးနိုင်ကြဘူးမချမ်းသာနိုင်တဲ့သူအားကိုပဲသူတို့သုံးတယ်အဲ့တော့ကြိုးစားကြိုးစားကြိုးစားအားကိုပဲသုံးတဲ့အခါမှာလူကပုံမှန်ထက်ကိုပိုပြီးကြိုးစားပေးရတယ်နံပါတ်၄လူမျိုးကလောဘကိုအရှိတ်ထားပြီးအလုံးလုံးစက်တဲ့သူဘလူမျိုးလဲစကေးတွေဘာမှမဖြစ်ချင်ညများရချင်းတယ်ဥပမာလာစာလောက်ရင်ဘယ်နေရာမှာလာစာညများရလဲကို့မှာဘာကြီးချင်းရှိတာလဲဘာတွေလောက်ပေးနိုင်လဲမသွေးလာစာညများပဲသူတို့ရချင်းကြရောင်းတဲ့အခါမှာလဲအဲ့လိုပဲဈေးညများရောင်းကောင်းချင်းနဲ့ကို့မှာဘာ ါဖြည့်ရမှာလဲဘာတွေလိုအပ်တာလဲကစတမာအတွက်ဘာတွေပေးဆိုင်ရမှာလဲဆိုတော့အဲ့မှမသွေးဘူးလောဘကိုအရှိသွားတယ်ရတဲ့ဘက်ကိုပဲအရင်သွေးတယ်ရချင်တာပဲတိတယ်ကိုယ့်ဘက်ကဘာတွေပေးရမှာလဲဘာဖြည့်ရမှာလဲဆိုတော့မသွေးကြဒီလူအုပ်စုတွေကအားကိုပဲတုံးပြီးတော့စူးစမ်းသွားရမှာပဲနံပါတ်5လူမျိုးကတင်ယူမှုအားနေတဲ့သူသူတို့ကိုသူတို့အကောင့်တိပြီးအကောင့်တက်ပြီးတင်ယူစရာမလိုတော့ကိုဘကိုပဲလောက်သွားတော့မှသူတို့ပြအွန်လိုင်းလောက်တိုင်းဈေးရောင်းတာအဲ့တင်နန်းတွေတက်စရာလိုလားထီထီလောက်တာတင်နန်းတွေ ွေတက်ကြလို့လားလေးလာကြလို့မလို့တော့ဆယ်တန်းပြီးပြီးဘွဲရခဲ့ပြီးအစ်အစမ်းတွေမလို့တော့တွေ့လားသူတို့စိတ်ထဲမှာသူတို့အားလုံးတိသွားပြီမဟုတ်ဘူးနော်ကီတီတို့ဆယ်တန်းပြီးတာကဒါဘာဒါရက်တစ်ခုပဲပြီးသွားလက်တွေ့ဘဝမှာအလောက်လာလောက်တဲ့အခါမှာအများကြီးပြန်တင်ရတယ်ဘလောက်ထိချမ်းသာခြင်းလဲကိုချမ်းသာခြင်းနဲ့ပမာဏအထီကိုအမြဲတမ်းတင်ယူသွားရမှာပဲတိသွားတဲ့နေ့ဆိုတော့မရှိဘူးတိတစ်ထက်ပိုတိသွားတာပဲရှိတယ်အဲ့တော့တင်ယူမှုကိုကြောက်တဲ့တင်ယူမှုနဲ့ရင်းဖို့နှမျောကြတဲ့သူတွေကအဲ့မှာအားစိုက်ပြီးတော့တသက်လုံးကြိုးစားသွား ွားရမယ်။တင်ယူဖို့အတန်တဲ့သူ၊သူများထက်ပိုပြီးမြင်တဲ့သူ၊သူများထက်သိတဲ့သူကအရေးချင်းကိုတုံးပြီးငွေလွယ်လွယ်လေးနဲ့ကိုရှာလို့ရတယ်။ကိုကဒီလူငါမျိုးထဲမှာပါနေရင်တော့ကိုကိုအများဆုံးပြုပြင်ကြပါ။ Subscribe ကိုနှိပ်ခါလို့ကိုနှိပ်ပေးကြပါပဲကျွန်တော်ဒီ